မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်နဲ့ PNO ဘက်ကစစ်ကြောင်းမှုအပါအဝင်အယောက်20ထက်မနည်းတေဆုံးပြီးတော့တိုက်ပွဲအတွင်းမှာဖမ်းဆီးခံလိုက်ရတဲ့ PNL ကရဲဘော်9ဦးကိုစစ်တပ်လက်အောက်ခံ PNO အဖွဲ့ကနှိပ်စက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ12ရက်နေ့မှာစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတဲ့အတွက်ပုံအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL တပ်ဖွဲ့များနဲ့တပ် နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကြောင်းမှုတအုပ်အပါအဝင်အယောက်20ထက်မနည်းသေဆုံးပြီး PNL တပ်ဖွဲ့ဘက်ကရဲဘော်တအုပ်ကြာဆုံးက9ဦးအရှင်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဖမ်းဆီးခံရတဲ့ PNL ရဲဘော်9ဦးကိုအကြမ်းဖက်စစ်တပ်လက်အောက်ခံ PNO အဖွဲ့ကဇန်နဝါရီလ23ရက်နေ့မနက်8နာရီကမှအသက်ရှင်လျက်နဲ့ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ခဲ့တော်လဲမနက်09:15မိနစ်မှာဖမ်းမိထားတဲ့ PNL ကရဲဘော်9ဦးကို နှိမ့်ဆက်တပ်ဖြတ်ထားတဲ့ဓာတ်ပုံများထပ်မံထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ12ရက်နေ့မှာစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ထီဆောင်ကျေးပါအနီးမှာတိုက်ပွဲတနေ့ကုန်နှိမ့်ပါဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာတော့ရန်သူဘက်ကစစ်ကြောင်းမှုတအုပ်အပါအဝင်အယောက်20ထက်မနည်းကြာဆုံးသွားတယ်။ပြီးတော့ကျွန်တော်တို့ PNA လေးရဲဘော်တအုပ်လည်းကြာသွားတယ်။ရဲဘော်9ဦးကတော့အဖမ်းခံလိုက်ရပါတယ်။တိုက်ပွဲအတွင်းမှာအဖမ်းခံရတာပါ။အဲ့ဒီအဖမ်းခံရတဲ့ရဲဘော်9ဦးကိုဇန်နဝါရီလ13ရက်နေ့ မနေ့စနေနေ့15မိနစ်လောက်မှာစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကတပ်ဖြတ်လိုက်တာဖြစ်ပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ်။ပအိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL တပ်ဖွဲ့ဟာစစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်နေတဲ့တပ်ဖွဲ့ဖြစ်ပြီးတော့တိုက်ပွဲများအတွင်းမှာဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းများ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုနှိပ်စက်တပ်ဖြတ်ခြင်းများမပြုလုပ်ဘဲစစ်တုံးမန်းဥပဒေနဲ့အညီထိန်းသိမ်းထားခဲ့ကြောင်းပြောဆိုထားပါတယ်။သို့တော်လေ PNO ပြည်သူ့စစ်ကတော့ဖမ်းဆီးခံထားရတဲ့ PNL ရဲဘော်9ဦးကို ရက်ဆက်စွာနှိမ့်ဆက်တပ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်စက်တဘာလ14ရက်နေ့ကလည်းစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကရွာကိုအလဲပြန်နဲ့ PNL ရဲဘော်9ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ဘူးတယ်လို့သိရပါတယ်။ဒီလိုမျိုးဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေကိုတပ်ဖြတ်တယ်နှိမ့်ဆက်တယ်ဆိုတာကစစ်ရဲ့စီမံစီကံဥပဒေနဲ့လည်းမကန့်ညီဘူး။ဒါကလုံးလုံးမရဘူး။နိုင်ငံတကာစစ်တုံးမန်းဥပဒေနဲ့လည်းမကန့်ညီဘူး။လုံးလုံးမရဘူး။ဒါကစစ်ရဇဝမှုကိုကျူးလွန်တာဖြစ်ပါတယ်။ ပြီးတော့ဒါမျိုးလောက်ရတွေကအင်မတန်မကိုအောက်တန်းကြတဲ့ရုံမာတဲ့လောက်ရတွေဖြစ်ပါတယ်ဒီစစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်နေတဲ့တိုက်ပွဲအတွင်းမှာကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရောပီအန်တို့ပြည်သူစစ်တွေကိုရောဖမ်းဆီးရမိထားတဲ့ဖြစ်စဉ်တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကစစ်တုံ့ပန်းဥပဒေလုံထုံးလုံနှီးနဲ့အညီသူတို့ကိုထိမ့်သိမ်းထားပါတယ်ကျွန်တော်တို့နှိပ်စက်တပ်ဖြတ်တာမျိုးမလုပ်ခဲ့ဘူးလို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ်ပိုးလူမျိုးအချင်းချင်းဟာ PNL တပ်ဖွဲ့ရဲ့ရန်သူမဟုတ်ပဲ စစ်အာဏာရှင်စနစ်ကသာတတိုင်းပြည်လုံးရဲ့ရန်သူဖြစ်ပြီးတော့အခုလိုမျိုးတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်နေတဲ့တိုက်ပွဲဖြစ်ကြောင်းပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကပြောဆိုထားပါတယ်။ PNL မှာဥဆောင်နေတဲ့လူတွေအနေနဲ့ကိုယ့်ရဲ့လောက်ရက်ကိုတည်တည်ချာချာပြန်ပြီးတော့စဉ်းစားသုံးသပ်ကြည့်ကြပါစစ်ကောင်စီရဲ့အကျိုးအတွက်စစ်အာဏာရှင်ရဲ့အကျိုးစီးပွားအတွက်ကိုယ့်လူမျိုးအချင်းချင်းကိုဒီလိုမျိုးပြန်ပြီးတော့မှဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတာမျိုးလုပ်နေကြရတာပျော်သလားလုံရောလုံရဲကြသလား လုံရကြသလားကိုလူမျိုးကိုလူမျိုးတုံးအောင်လို့လုံနေတာပျော်ရဲ့လားအခုလိုဖြစ်နေတဲ့စစ်ပွဲကလူမျိုးအချင်းချင်းတိုက်ခိုက်နေတဲ့စစ်ပွဲတွေတိုက်ပွဲတွေမဟုတ်ပါဘူးဒါကစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်နေတဲ့တိုက်ပွဲဖြစ်ပါတယ်ဒါကတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့တိုက်ပွဲပါဒါကြောင့်မလို့ဒီလိုအချိန်မှာစစ်အာဏာရှင်စနစ်ကိုအထောက်အကူပြုနေတဲ့လုံရက်တွေကိုဆက်မလုပ်ကြဖို့အတွက်အလေးအနက်မှားကြားကြပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူခွန်ရင်းရံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေစိုက်စစ်ကောင်စီရဲ့အမှတ်983ချင်းလင်းတပ်ရင်းကိုဇန်နဝါရီလ23ရက်နေ့ညနေ3:00အချိန်ကမှဒရုန်းနဲ့တွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခလိုက်ရ953တပ်ဝင်တွေကလက်နက်ကြီးတွေထိုင်ချထားတဲ့နေရာတဝိုက်ကို drone နဲ့ဘုံဒီနှလုံးကျဲချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထိခိုက်သေးဆုံးမှုတော့စုံစမ်းနေတယ်လို့ဆိုပါတယ်ခလိုက်ရ953တပ်ဟာရေးမြို့နယ်ကြုံလောင်းဒေသတိုက်ပွဲအတွင်းမှာလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတဲ့အတွက်တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ဒေါနာဆက်ကြောင်းတာဝန်ခံစောဒါကိုကရှင်းပြထားပါတယ်အဲ့ဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကနေလက်နက်ကြီးနဲ့ဆယ်လုံးထက်မနည်းရန်တပ်ပစ်ခတ်တာတွေကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်ရေးမြို့နယ် ုံလောင်းဒေသတဲကိုပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်စစ်တောင်းထုံးဝင်ရောက်လာတဲ့အတွက်တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။တိုက်ပွဲကြောင့်ကျုံလောင်းကြောင်းမီကြောင်းအပါဝင်အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီဟာမွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေထဲကိုထွက်ပြေးခိုလုံနေရတယ်လို့သိရပါတယ်။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ကြုံလောင်းဒေသကိုပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့စစ်ကောင်စီတပ်ကအခြေခံစားတောက်ကုန်းတည်ယူခွင့်ကိုကန့်တက်ပိတ်ပင်ထားတယ်လို့ဒေသခံတွေကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွင်မြို့ရံမြေမန်မြေဖျားမှာအကြမ်းဖက်စစ်ကောင်စီက BNL ရဲ့အပေါင်းအောင်နိုင်ရေးရတရားချေမှုများကိုလုံဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ12ရက်နေ့မနက်ပိုင်းမှာစစ်တွင်မြို့မှာရှိတဲ့ရံမြေမန်မြေဖျားမှာအကြမ်းဖက်စစ်ကောင်စီရဲ့ရခိုင်ပြည်ဝင်ကြီးချုပ် ထိန်လင်းဥဆောင်ပြီးတော့ဖျားပူဇော်ကတော့ဝဲနဲ့အနေကစားတေပူဇော်ဝဲဆိုပြီးတော့နာမည်တက်ကဘေးကင်းရန်ကင်းအန်ဒီရဲ့အပေါင်းတို့ကိုအောင်းနိုင်စေမဲ့ရရာချင်းမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ဖျားကြီးရဲ့ပရဝုံပတ်ပတ်လဲမှာအောင်းတပြေတွေစိုက်တယ်အောင်းတပြေနဲ့နတ်သားတွေလိုက်ပြီးတော့ပတ်ဖြန်းတယ်အောင်းမင်္ဂလာကုသိုလ်ပြုတယ်အောင်းနမိတ်ဆောင်တဲ့တေဂီတာတွေကိုရခိုင်စီတော်မင်္ဂလာအဖွဲ့ကတီးမုတ်ပူဇော်ရတယ် အောင်စီတော်နဲ့ဖះကြီးရဲ့ပရဝံကိုပတ်တယ်လှဲ့တယ်တန်ဃာတော်တွေကိုတတ်တက်လို့ဆုံးကတ်တယ်ပြည်သူတွေကိုတတ်တက်လို့ရခိုင်မုတ်ဒီကျွေးတယ်စတုဒီသားလည်းတတ်တက်လို့ပဲရခိုင်ပြည်အစိုးရရဲ့ခေါင်းဆောင်ပိုင်းတွေလည်းတတ်တက်လို့ဥပုပ်ဆောင်ရတယ်လို့သိရတယ်ရံမြေမံမြေအောင်မြင်ကြောင်းရရရတွေလောက်ရတယ်လို့ပြောတယ်လို့ဝန်ထမ်းသတင်းအချင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီရံမြေမံမြေဖះကရရရချီပွဲကိုရခိုင်ပြည်စစ်ကောင်စီထိပ်ပိုင်းအားလုံးတက်ရောက်ရပြီးတော့စစ်ကောင်စီဘက်ကအရာရှိများဟာလည်းအရက်ဝက်နဲ့တက်ရောက်ခဲ့ရတယ်လို့သိရပါတယ်ရံမြေမံမြေဖះကြီးကို အဋိဋ္ဌံဆရာတော်ကြီးကဥစည်းတိဆောက်နေခြင်းဖြစ်ကအဲ့ဒီဖျားကို2020ခုနှစ်မတ်လမှာစတင်တိဆောက်ခဲ့ပြီးတော့ဖျားရဲ့ညံတော်အမြင့်ဟာ82ပေနဲ့ပလင်အမြင့်17ပေရှိတယ်လို့သိရပါတယ်။ရခိုင်ပြည်မှာအေအေကမြို့နယ်14ခုကိုတိမ့်ပိုက်ရရှိထားပြီးတော့စစ်တွေးကြောက်ဖြူနဲ့မန်အောင်မြို့နယ်3ခုကိုသာတိုက်ခိုက်တိမ့်ပိုက်ရန်ကြန့်ရှိနေတဲ့အချိန်မှာ စစ်ကောင်စီကအခုလိုမျိုးဖျားကုကုဓာတ်ကုကုပြီးတော့ရရရများခြေလာခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာ အာနာသိန်းစကရေကရရယာများဘေးရင်များကိုဒီဇိုင်းမမလှုပ်ဆောင်လာခဲ့ရာတက်တွင်းထဲမှာဝွရွခိုင်းခြင်းပြိယွတ်ခိုင်းခြင်းနဲ့အောင်ချင်းရှစ်ပါပူဇော်ရွတ်ဖတ်ခိုင်းခြင်းအစရှိတဲ့ရရယာဘောင်းဆောင်ကိုမကြာခဏလှုပ်ဆောင်လေးရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်လက်ပံချင်းတောင်ရွာကိုမီးရှို့ပြီးတော့ရွာပြင်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့ပြေးကင်းကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်က9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ14ရက်နေ့မနက်9နာရီခန့်မှာလက်ပံချင်းတောင်ရွာကိုမိရှုပ်ဖျက်ဆီးပြီးတော့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကစစ်ကောင်စီတပ်သားအယောက်90ခန့်ဟာရှေးပြေးကင်းအဖြစ်နဲ့ရွာပြင်ကိုထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွက်မှာအကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေဆုံးသွားတယ်လို့သိရပါတယ်။သူတို့ကမြို့သားဆက်မှုစုံကနေပြီးတော့စစ်ခွေရဲခွေပြူခွေစုစုပေါင်းအင်အား190နဲ့လက်ပံချင်းတောင်ရွာကိုစစ်ကြောင်းစထိုးလာတာ အဲ့ဒီလိုစစ်ကြောင်းစထိုးလာပြီးတော့ရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့ဝင်ရောက်လာတယ်ရွာတွေကိုဝင်ပြီးတော့ရွာကိုမိရှုပ်တယ်မိရှုပ်ပြီးတော့ပြန်ထွက်လာတဲ့ရှေ့ပြေးကင်းအယောက်90ကိုကျွန်တော်တို့ရွာရဲ့မြောက်ဘက်ဈေးဒီအနီးကနေပြီးတော့ ကင်းမုတ်ဝက်ပြီးတော့လက်ဦးမုတ်ရယူပြီးတော့စပြီးတော့ပြစ်ခတ်ခဲ့တာပါတိုက်ပွဲအကွာဝေးကမီတာ30လောက်ပဲကွာဝေးတယ်စစ်ကောင်စီဘက်က9ရောက်နေရာမှာတည်းမျက်မြင်သိဆုံးပြီးအများပြားဒဏ်ရာရရှိသွားတယ်လို့မြင်းကြံခရိုင်တပ်ရင်းခေါ0ပျောက်ကြားတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုတက်ကြီးကရှင်းပြထားပါတယ်တိုက်ပွဲအတွင်းမှာအထိနာသွားတယ်အကြမ်းဖက်စစ်သားများဟာလေရင်နဲ့ခြေရွာများကိုဇက်တိုက်ပြန်ဝဲခဲ့ပြီးတော့ပြစ်ကူပေးခဲ့ပြီးတဲ့နောက် စစ်ခွေးမသားအလောင်းများကိုမြို့သားစစ်မှုဇုံဘက်ကိုတဲထုတ်ပြီးတော့တက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တိုင်ရင်ခေါ်0ပြောက်ကြားတပ်ဖွဲ့ကဥဆောင်ပြီးတော့မြင်းကြံခရိုင်တိုင်ရင်6ငန်းစုံမြို့နယ်ဘက်ကပါ။နေမြေကန်တော်လိုင်းအင်အားစုအဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးတော့စစ်ကူဖြစ်နိုင်မှုအတွက်မန္တလေးခရိုင်တိုင်ရင်9ကလည်းနောက်ချန်အရန်အင်အားနဲ့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာကြေးရွာအတွင်းကိုစစ်ကြောင်းထုံးမဝင်ရောက်မီလက်ပံချင်းရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ကိုဝင်ဆောင်အမျိုးသမီးတို့အပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်သားများကကြေးရွာအတွင်းမှာရှိတဲ့လူနေအိမ်၄၀ခန့်ကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ရွာကိုစစ်တပ်ကအကြောင်းမဲ့မိရှုဖျက်ဆီးလို့လူနေအိမ်အလုံး၄၀၀ကျော်မိလောင်ကုန်ပါပြီဗျာ။တို့တို့ရွာထဲကိုမဝင်ခဲ့လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကိုဝင်းဆောင်အမျိုးသမီးတအုပ်နဲ့နောက်ထပ်အမျိုးသမီးတအုပ်အမျိုးသားနှစ်ဦးတို့တည်ဆုံသွားတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။လက်ပံချင်းတောင်ရွာဟာအင်ဂျင်600ခန့်ရှိတဲ့ကြေးရွာကြီးဖြစ်ပြီးတော့အကြမ်းမဆက်တက်ကစစ်ကြောင်းတို့ဝင်ရောက်တဲ့အချိန်မှာရွာလုံးကျွထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးကြေးရွာအတွင်းမှာထွက်ပြေးဖို့အတွက်ခက်ခဲနေတယ်။တပ်ကြီးရွယ်အိုပြည်သူများကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကဲထုတ်ပေးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းချွေပုံမြို့နယ်ပလန်ရွာကနေကင်းဆောင်မှုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ23ရက်နေ့မိုးလဲ2နာရီကမှရွှေဘုံမြို့နယ်ပလန်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကကင်းဆောက်ရန်ထွက်လာတဲ့စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား2ဦးသေဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်များလက်နက်များကောက်ယူနိုင်ရန်စ조사ခဲ့တယ်လို့ရွှေဘုံမြို့အတွင်းထဲကနေပြီးတော့ဟာဝေဇာလက်နက်ကြီးများနဲ့ပစ်ကူပေးခြင်းစစ်တပ်စခန်းကနေဆက်လက်များတဲ့ရန်တမ်းပစ်ခတ်နေခြင်းတို့ကြောင့်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ ပလိုင်စစ်ခွေးစခန်းကနေကင်းယူဖို့ထွက်လာတဲ့စစ်ခွေးတွေနဲ့တော်လိုင်းရဲဘော်တွေထိတွေ့တိုက်ပွဲဖြစ်ပွားတာတိုက်ပွဲကြာမြင့်ချိန်ကတော့မိနစ်20လောက်တော့ရှိတယ်ထိတွေ့မှုအတွင်းမှာစစ်ခွေးနှစ်ကောင်လဲကြပြီးတော့တေဆုံးသွားတယ်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လက်နက်ကောက်ဖို့လုပ်နေတဲ့အချိန်မှာစစ်ခွေးအထိုင်စခန်းကနေပြီးတော့ဆက်လက်တွေနဲ့ရမ်းပြီးတော့ပြစ်နေတယ်ရွှေဘုံမြို့52တပ်ကလည်းဟောဝဇာလက်နက်ကြီးတွေနဲ့ပြစ်နေလို့ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ ပလိုက်ပကဖာလျက်စီမုံတိုင်းပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပလိုက်ပကဖာလျက်စီမုံတိုင်းအဖွဲ့ဂလုံကြီးအောင်ဘော်ရှက်တင်း IC ကြော်ကြီးနဲ့ CDF ရွှေဘူပကဖာအဖွဲ့တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမြို့နယ်မှာစစ်တပ်ကပြည်သူ၄ဦးကိုပြစ်တပ်ပြီးတော့ PDF ဆိုပြီးတရင်အမားတွေဖြန့်ချီကလူနေအိမ်၂၅လုံးထက်မနည်းကိုလည်းစစ်တပ်ကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ23ရက်နေ့မနက်3:00နာရီအချိန်မှာသခိုင်းမြို့နယ်တလိုင်းစင်ကျေးရွာကပြည်သူ2ဦးကိုသခိုင်းမင်းကိုလမ်းပေါ်မှာအကြမ်းဖက်ဆက်တက်ကပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့မိုင်းထောင်နေတဲ့ PDF များဖြစ်တယ်ဆိုပြီးတော့ဗရင်အမားများကိုဖြန့်ဝေနေတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ12ရက်နေ့ကလည်းသခိုင်းမြို့နယ်သခိုင်းမင်းကိုလမ်းလက်ပံရွာအနီးမှာပြည်သူ2ဦးကိုဆက်တက်ကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ မိုင်းထောင်နေတဲ့သူတွေဆိုပြီးတော့သတင်းအမှားများကိုစစ်တပ် lobby channel တွေကနေတဆင့်ဖျက်ဝေခဲ့တယ်လို့သိရပါဗျ။တော်လိုင်းစင်ရွာကပြည်သူနှအူးကိုသခိုင်းမင်းကိုလမ်းပေါ်မှာစစ်တပ်ကပြစ်တက်ပြီးတော့ အဲ့ဒါ PDF တွေပါဆိုပြီးတရင်အမားတွေဖြန့်ဝေနေပါတယ်သူတို့ရဲ့နာမည်တွေတော့မသိရပါဘူးဒါပေမဲ့တေချာတာကတော့ပြည်သူတွေပါ PDF တွေလည်းမဟုတ်ဘူးဒါအပြင်လက်ပံရွာအနီးမှာလည်းပြည်သူနှစ်ဦးအသက်ခံလိုက်ရပါတယ်အရင်ရက်ကလည်းလက်ပံရွာကပြည်သူတအူးလက်နက်ကြီးထိမှန်ပြီးတော့တေဆုံးခဲ့တယ်နောက်ပြီးတော့လက်ပံရွာမှာရှိတဲ့လူနေအိမ်25လုံးကိုလည်းစစ်တပ်ကမီးရှို့သွားပါတယ်တလိုင်းစင်ရွာကမင်းကုန်းမရောက်ခင်ကရွာပါအခုက ပြည်သူတွေဟာရွာထဲကိုမကက်ရဲဘူးဖြစ်နေကြတယ်လို့သခိုင်းမြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကရှင်းပြထားပါဗျ။သခိုင်းမြို့နယ်မှာတပ်မ33ကစစ်ကြောင်းနဲ့ကင်းလှည့်ခြင်းစစ်ကြောင်းထိုးခြင်းလမ်းများမှာမိုင်းရှင်းခြင်းနဲ့လုံခြုံရေးကင်းမုံများဝစ်ခြင်းစတာတွေကိုတုံးမြင့်ပြီးတော့ဆောင်ရွက်လာပြီးအခုလိုမျိုးစစ်ကြောင်းထိုးကင်းလှည့်နေတဲ့အချိန်မှာပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုများဟာတောက်လျှောက်ဆိုးတလို့လှုံ့ဆော်လာကြောင်းသခိုင်းကင်းထောက်စီရေးတရင်အရေးမြစ်ကပြောပြထားပါဗျ။သခိုင်းမြို့နယ်ထဲမှာစစ်ကြောင်းတွေကမကြာခဏထွက်လာပြီးတော့ကင်းလှည့်တာ လမ်းကြောင်းရှင်းတာမိုင်းရှင်းတာတွေကိုပို့ပြီးတော့လှုပ်လာတယ်။ကင်းမုံဝစ်တာတွေလည်းပို့ပြီးတော့တိုးချက်ထားတယ်။ညာဘိုင်းနေမှာဆိုရင်ခရီးသွားတာတော်တော်ကိုခက်ခဲပါတယ်။ကာဖျူးချိန်ကြော်တဲ့မနက်အစောပိုင်းအချိန်ဒီမှာတော့မှပြစ်ခတ်ခံရတာတွေရှိနေတယ်လို့သတိကင်းထောက်စီရေးသတင်းအရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်လင်းတကိုင်းတိုက်နယ်ဆေးရုံကိုအကြမ်းဖက်ဆက်တပ်ကဝင်ရောက်စီးနင်းပြီးတော့စစ်ကား6စီးနဲ့စေဝါများကိုယူဆောင်သွားကနေအိမ်၃လုံးကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ14ရက်နေ့မနက်၄နာရီခန့်မှာအင်အား60ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာစစ်ကြောင်း၂ကြောင်းခွဲပြီးတော့6မြို့နယ်လင်းတကိုင်းတိုက်နယ်အတွင်းမှာရှိတဲ့10ခန့်နဲ့တစ်လကြေးရွာတို့ကိုဝင်းအောင်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလင်းတကိုင်းတိုက်နယ်အတွင်းမှာရှိတဲ့တိုက်နယ်ဆေးရုံကိုဝင်းအောင်စီးနှင်းပြီးတော့ဆေးရုံထဲမှာရှိတဲ့ဆေးဝါးများကိုစစ်ကား6စီးနဲ့တည်ယူသွားတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ10ခန့်ကြေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်၃လုံးကိုလည်းမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ ပြည်သူပိုင်းအင်စည်းကားနှစ်စီးနဲ့ငွေကြေးများအပါအဝင်ကာလတံပိုးငွေကျပ်3900ခန့်တံပိုးရှိတဲ့ပစ္စည်းများကိုလူရယူဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များက60မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့အရေးအတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ထိခိုက်သေးဆုံးမှုကတော့မသိရသေးပါဘူး။60မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ထားပါမနက်၄နာရီလောက်မှာနှစ်ဖွဲ့ခွဲပြီးတော့ချင်းလင်းစစ်ကြောင်းထိုးလာတာပါ။စေကံရွာတွေကနေအိမ်၃လုံးကိုလည်းမိရှို့သွားတယ်။ လင်းတကိုင်းတိုက်နယ်ကပြည်သူပိုင်အိမ်စည်းကနှက်စည်းနဲ့ငွေကြေးတွေအပါအဝင်ပြည်သူပိုင်ပစ္စည်းတွေကိုရောလင်းတကိုင်းတိုက်နယ်ဆေးရုံကဆေးပစ္စည်းတွေကိုရောစက်တနားရီလောက်မှာကားတွေခေါ်ပစ္စည်းတွေကိုတင်ပြီးတော့ပြန်ထွက်သွားတယ်နေ့လယ်နှစ်နာရီလောက်မှာဩဇာတော်ကားလမ်းမှာအရွက်ဝတ်တွေနဲ့လဲကင်းမုန်တွေစောင့်နေတယ်ကားလမ်းပေါ်မှာဖြတ်သွားတဲ့ကားတွေကိုလဲဆစ်ဆေးပြီးတော့ငွေကြေးတွေတောင်းနေတယ်လို့အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုအာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့မကွေးခရိုင်ပကဖတပ်ပေါင်းစု၆မြို့နယ်ပကဖတပ်ဖွဲ့နဲ့ 6မြောက်နဲ့တော်လိုင်းတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့စစ်ရေးဆင်နွှဲခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ